ဟုတ်ကဲ့ပါခင်ဗျာအနည်းတို့ဒီကချင်တို့ရှမ်းတို့မှာရှိတဲ့ဒီဆစ်ဆောင်စခန်းတွေသွားခဲ့ရဆိုတော့အဲ့ဒီကအတွေ့အကြုံတွေနည်းနည်းတော့ပြောပြပြပါဟုတ်အဲလောလောဆယ်ဆယ်တော့အန်တီတို့ပြီးခဲ့တဲ့တပတ်ကကချင်ပြည်နယ်ကဟိုပါပေါ့ ITP games ခေါ်မှာပေါ့နော်ဒီကုလရင်းစခန်းတွေမှာသွားခဲ့တယ်ကိုလိုရင်စခန်းဆိုတာလည်းအဲ့ဘက်မှာနှစ်ပိုင်းရှိတယ်။တစ်ပိုင်းကအစိုးရထိန်းချုပ်မှုအောက်မှာရှိတဲ့ကိုလိုရင်စခန်းနဲ့ရဲ့ ဟိုအောက်မှာရှိတဲ့ကုလရင်းစခန်းပေါ့ဒါပေမဲ့အန်တီရောဆွေရတင်းချက်မှုအောက်မှာရှိတဲ့ကုလရင်းစခန်းတွေကိုပဲဦးစားပေးပြီးတော့ကုညီဖို့ဆောင်ရွက်ခဲ့တယ်။အဲ့ဒါကလည်းဟိုဝိုင်းမော်နဲ့မြကျွန်းရမ်းမြို့ပေါ်မှာရှိတဲ့စခန်းတွေလောက်ပဲဒါအန်ရကင်းကင်းနဲ့ဟိုကတွာလာလို့ရလို့အဲ့ဒီကိုပဲကုညီခဲ့တယ်။ဝိုင်းမယ်မှာဆိုလို့ရှိရင်ဟိုစကန်း14ခုဖွင့်ထားတယ်။အဲ14ခုလုံးကိုအန်တီတို့စံရိတ်ခအထောက်ပံ့ပေးခဲ့တယ်။မြေချနာမျိုးပေါ်မှာတော့20နေပါရှိတယ်။ဒါပေမဲ့ ဟိုတစ်ခေါက်ကလည်းမြင်နာမျိုးတော့အန်ဒရိုပေးပြီးဆိုတော့အဲ့ထက်ကမှဟိုရိတ်ခါခက်ခဲရှိတဲ့စခန်း6ခုလောက်ကိုရေးပြီးတော့ပဲပို့ခဲ့တာပေါ့နော်ဟုတ်ကဲ့ပါနေအနေတို့အဲ့လိုရောက်ခဲ့တယ်ဆိုတော့အဲ့ဒီဘက်ကဒုက္ခတွေတွေရဲ့ဆစ်ဆောင်ဒုက္ခတွေရဲ့အခြေအနေရောလက်တလုံးမှာအခြေအနေမျိုးရှိနေတယ်ဗျလက်တလုံးအခြေအနေပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီစခန်းတွေမှာဟိုမေးကြည့်လိုက်ရင်အားလုံးက၄နှစ်နဲ့၅နှစ်နီးပါးရှိတဲ့အဲယာယီခုလုံးနေဆိုပေမဲ့လည်းသူတို့အဲ့ဒီမှာနေထိုင်နေကြတာ၄နှစ်၅နှစ်အနည်းဆုံးရှိရပါပဲဖြစ်တယ် စခန်းအများစုကတော့ဟိုဟာအရင်ကရိတ်ခါတွေအဆင်ပြေတယ်ပြောပေမဲ့ယခုအခုပေါ့အခုအချိန်တည်းမှာဒီနိုင်ငံခြားထောက်ပံ့မှုတွေအတော့ကိုနေသွားတယ်အဲ World Food Program တို့ဟိုဒီရခိုင်ပုံမှန်ထောက်ပံ့နေတဲ့အများကြီးဖြတ်ချပြီးတော့ဟိုငွေကြေးလောက်ပဲတယောက်ကို150ကျပ်နှုန်းနဲ့ထောက်ပံ့နေတယ်တွေ့ကြောင်းဆန်းနယ်ရိတ်ခါအခက်အခဲတော်တော်လေးတွေ့နေတာကိုတွေ့ရှိရတယ်ဒါစခန်းတိုင်းလိုလိုပါ ုတ်ကဲ့ပါနေဒီဒုက္ခသည်စကန်နေမှာသူတို့စားတောက်နေရတဲ့အခြေအနေအရောဘယ်လိုအခြေအနေရှိကြလဲစားတောက်နေရတဲ့အခြေအနေတော်တော်လေးဆိုးတယ်တော်တော်လေးအခြေအနေဆိုးပါတယ်စံပြုတ်ပဲတောက်နေရတဲ့ပုံစံမျိုးဖြစ်တယ်ဟိုမှာထမင်းတနတ်ဆိုရင်လည်းပဲဟင်းရေချဲတစ်ခွက်လောက်ကိုပဲနှစ်လရှိပြီးအသားဟင်းအောင်မတွေ့ရဘူးလို့ပြောပါတယ်အဲ့ဒါနဲ့အန်တီတို့လည်းသွားတာကတော့ဒီကလေးတွေကိုဒီစာအုပ်တွေပေါ့နော်ဖတ်စရာစာအုပ်တွေထောက်ပံ့ဖို့လို့အဲ့လိုယူရချက်နဲ့ပဲသွားတာနောက်ဆိုင်ရိတ်ကလည်း ပေါ့နော်ပေးခဲ့မယ်။ဒါပေမဲ့အဲ့ဒီမှာအခြေအနေတွေ့တော့ဟိုစိတ်မကောင်းဖြစ်တာပေါ့။ကလေးတွေကိုမေးရဲခုဘာလိုချင်လဲပြီးတော့စက်သားဟင်းစားခြင်းနဲ့အသားဟင်းမစားတာကြောင့်အဲ့လိုတွေထားပြောတော့တို့တော့စိတ်မကောင်းဖြစ်တယ်။နောက်တည့်ရသွားပြီးတော့တကယ်စက်သားဟင်းတွေပါချက်ကျွေးခဲ့တယ်။တို့မင်းရှိ ားရကြည့်ပြီးတော့လဲစိတ်မကောင်းဘူးပြီးတော့ဘာရေးဆက်တွေ့လဲဆိုတော့သူတို့ဆောင်းတွင်းဝင်တော့မယ်အနှွေးတွေဆောင်းတွင်းမရှိဘူးဟုတ်ကဲ့အနေတို့ဒီကချင်ကဒီဒုက္ခစိတ်ပြေဒုက္ခတွေပေါ့နော်နာဆန်ထောက်ပံ့ဖို့အနေတို့ကြိုးစားခဲ့လို့ပြောတယ်အခက်အခဲတွေရောဘာတွေရှိမလဲဒီဝိုင်းမော်အဲကဲဆေးခလုံးကြီးစခန်းနေနဲ့မြစ်တာနူရောခလုံးကြီးစခန်းနေဆန်ထောက်ပံ့တာလုံးဝအခက်အခဲမရှိဘူးဒါတောင်မှဝိုင်းမော်မှာ ဟိုဒေတာစကန်တစ်ခုကဒီဒီစစ်ဖြစ်လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာနဲ့နေတော့အဲ့နေရာသွားဖို့ကြတော့အန်တီရိုခွင့်ပြုချက်အဲ့ဒီစကန်တစ်ခုကိုပဲအဲဒီပြည်နယ်ဝန်ကြီးရုံးကနေလုံးဟိုဝန်ကြီးဌာနဘက်ကခွင့်ပြုချက်ယူရတယ်။အဲ့ဒါလည်းခွင့်ပြုချက်ထုတ်ပေးပါတယ်။ချက်ချင်းထုတ်ပြီးတော့အန်တီရိုသွားပို့နိုင်ခဲ့ပါတယ်။အဲ့ဒါသွားပို့တာတော့ဟိုတညတညအိတ်ခီကိုသွားပို့ရတယ်။အဲ့ဒါတော့ရောက်သွားတယ်။ရောက်သွားတာကမှသူတို့တတ်မှတ်ထားတာလမ်းမှာ ဆိုင်အိတ်ကဆိုင်အိတ်ပဲပို့ခွင့်ရှိတယ်အန်ဒရကပါသွားတာ85အိတ်ဒါပေမဲ့တောင်းတောင်းမမှန်နဲ့ပဲရောက်အောင်ပို့ခဲ့တယ်ဆိုတော့အဲ့ဒါလေးအောင်မြင်တယ်အဲ့တော့ဒီဝိုင်းပေါ်နဲ့မကျင်းနိုင်မလို့အခက်ခဲမရှိဘူးအခုအန်တီတို့အခုညတောင်းထားတယ်ဒီဖားခမ်းမျိုးနယ်မှာအဆံပြတေးဟာတစ်ကြီးဆိုတာရှိတယ်အဲ့နေရာမှာဒီဘက်မှာတိုက်ပွဲဖြစ်နေတယ်တိုက်ပွဲဖြစ်နေတော့အစိုးရဘက်ကလည်းဟိုရွာသားတွေကိုအပြင်မထွက်ဖို့တတိပေးထားတယ်။ KAO ဘက်ကလည်းတိုက်ပွဲဖြစ်မယ်ပြင်မထွက်ဖို့ပြောထားတယ်။အဲ့ဒီချိန်မှာအဲ့ဖြစ်နေတာလည်းလာနေချီပြီ ဆိုရိတ်ခါပြတ်တယ်တော့မေးကြည့်လိုက်တော့အဲ့မှာရှိရဲ့အိမ်အောင်စုဥတွေပါအကုန်ရတော့အန်ဒရွတ်ကြည့်လိုက်တော့တလားစာဆိုရင်ဇာအင်း150လောက်ပို့ရမယ်ကောင်းပြီခွင့်ပြုချက်ယူမယ်ဆိုတော့ခွင့်ပြုချက်ခဏတိမရဘူးမရတော့အဲ့ဒီမှာအခက်အခဲသိပ်ဖြစ်နေတယ်လဲကြားရဲ့ဆိုင်းရင်ပို့ခွင့်ကနေတိမရသေးဘူးပေါ့။ဟုတ်ကဲ့ဒီကချင်းကိစ္စနဲ့ပတ်သက်ပြီးတော့ဒီနိုင်ငံတော်တိုင်ငံပုဂ္ဂိုလ်ဘက်ကလည်းဘယ်လိုမှတ်ချက်စကားမျိုးပြောရရှိလဲကြာ။အခုတွားခဲ့တဲ့ခရီးစဉ်တွေတင်ပြရတဲ့ဓာတ်ပုံတွေပြရတယ်ပေါ့နော်။ပြီးတော့ဗီဒီယို ရိုက်ခဲ့တာလေးတွေပြရတဲ့ခါကျတော့အဟိုကျွန်တော်တို့ဥက္ကဋ္ဌဝန်တာတယ်ပေါ့ဖောင်ဒေးရှင်းဥက္ကဋ္ဌရဲ့ကိုဘွားတစ်ခုပဲဟိုတစ်ဖက်ကပေါ့ဟိုဥက္ကဋ္ဌကိုစားမြစ်တာပြခွင့်ဖောင်ဒေးရှင်းကတစ်ဆင့်မြစ်တာပြခွင့်ရတဲ့သဘောလေးဖြစ်နေတာပေါ့ဟောဟုတ်ကဲ့ပါနေဟုတ်ကဲ့အခုဖြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါခင်ဗျာကျေးဇူးတင်ပါ